မိတ်ဆွေတို့အနေနဲ့2025မှာလမ်းပြောက်နေတော့မယ်လားကေရီယာအခုခုနောက်ကိုလိုက်မယ်လို့စောင့်ချက်တွေချပြီးတော့မှတကယ်တက်တွေ့မှာတော့ဘူးအတွက်နောက်နေနေတော့မယ်လားမိတ်ဆွေတို့အနေနဲ့ဖြစ်ချင်တဲ့စိတ်ဓာတ်ရှိပြီးတော့ဖြစ်တင်တာကူးစားပြီးပါရဲ့ဆိုတဲ့စိတ်ရင်းတွေကိုဆက်ပြီးတော့ပေးနေအောင်ပါလားအားလုံးမင်္ဂလာပါ Something My Track Channel ရနေပဲနေချိုးဆိုလိုက်ပါ2025နေ2025 choice ကလာပြီမှာဘာမှမသိရဲ့နေ့ရက်တွေကိုဝင်တော့လာပြီးတော့အိမ်မက်တွေဝါသနာတွေဒီကတည်းကရမယ့်ကြားရင်အားလုံးကိုလေ့လာရှုသားခဲ့ပြီးရဲ့ဒါပေမဲ့ တင်ကကြာသေးခင်ကမှကျွန်တော်ကိုကျွန်တော်ပြန်ချပြီးတွေ့ရှိမိခဲ့တယ်အဲ့ဒီအချိန်ကအချိန်အားလုံးကတော့ကြာသွားခဲ့ရှိပါပြီခင်ဗျာတခြားပြန်ထင်သာကြည့်ရင်အချိန်ဖြုန်းနေမိခဲ့တာဘာအတွက်ဘဒုပဘာကြောင့်ဘလို့တွေနဲ့ပဲကျွန်တော်ရဲ့အချိန်တွေကိုပေါ်ထားမိခဲ့တယ်အကြောင်းအရာလေးဆက်မပြောခင်မှာကျွန်တော်ရဲ့ channel ကို like follow လုပ်သွားပြီးတော့မေးလိုက်ပါနဲ့အဲ့ဒီလိုကိုယ့်ကိုပြန်ချပြီးတွေ့ရှိမိသွားတဲ့အချိန်အားစပြီးတော့ကိုယ့်ကိုပြန်ချမိသွားတယ်ပေါ့ဒါဟာကျေးဇူးအကောင်းတဲ့သဘောတော်တော်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမဲ့ကျွန်တော်လူငယ်တွေဟာကိုယ့်ကိုချစ်ဖို့တခြားတစ်ယောက်ကိုချစ်ဖို့ဘုံပဲမြဲဦးစားပေးနေကြရမှာပေါ့ဗျာ No god please no no အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစာကြည့်ချုပ်ပြီးတဲ့အချိန်ကစပြီးတော့ကိုယ့်ကိုချစ်ဖို့ကိုတတိယလိုက်ပါ Nice ကျွန်တော်အနေနဲ့ပထမအဦးဆုံးပုံပွားကိုတို့တက်ဖို့တော့စပြီးတော့ပြေးပါဝင်တော့လိုက်နေရင်းထဲမှာတကယ်ဝိတ္တိချင်းနေရောကျွန်တော်တို့ကကြက်တန်လိုက်ကြပါဘူးလားကိုယ်ကနာပါတဲ့အရာတွေကိုလုပ်နေရင် အဲ့ဒီအရာတွေနဲ့ပဲကျွန်တော်တို့ရဲ့တက်ဆာတောင်ဘဝကြောင့်လုပ်လို့ရတယ်ဆိုတာလေမေးလိုက်ပါကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်လုပ်ချင်တဲ့အရာကျွန်တော်တက်ဝင်ဘဝကြောင့်ဘာအောင်လုပ်တင်လဲဆိုတဲ့အရာကျွန်တော်ဝန်ကပါတဲ့အရာကိုစာပြီးစဉ်းစားလာပြီအဲ့ဒီနေ့ကစလို့တရားကြေးအောင်လာမယ်ကျွန်တော်ဘက်ကနေတန်းနေလောက်တာတွေရှိခဲ့တယ်ကျွန်တော်လေ့လာထားတဲ့အရာတွေအကုန်လုံးကိုလည်းလက်တွေ့ပြန်ပြီးတုံးချနိုင်တယ်အစ်စစ်တို့ကျွန်တော်ရဲ့ဗီဒီယိုတိုင်းကိုကြည့်မယ်ဆိုရင်တပုတ်နဲ့တပုတ်ကပုံပြီးကောင်းလာတော့ကြည့်တွေ့ရပါလိမ့်ကျွန်တော်အနေနဲ့ဒီလိုအချိန်လေးမှာပြင်နေရတာကိုဟောက်ခဲနဲ့စပီးလေးလာနေ요 ပရိဒါလမ်းကြောင်းကိုစားလျှောက်ပြီးဆိုရဲကကြုံတွေ့လာရမယ်ခက်ခဲနေတယ်ကျွန်တော်ရှောင်းမဲ့လမ်းကြောင်းကိုကြုံသိခဲ့နေတာခက်ခဲမဲ့ဆိုတော့တည်ရဲ့ဒါကြောင့်ကျွန်တော်ချုပ်ဗီဒီယိုတွေမှာတရှိသူမရှိခဲ့ဘူးဆိုရင်တော့နောက်ထပ် content တွေကိုဘယ်လိုပေါ့အောင်ဖန်တီးရမယ်ဆိုတော့ပဲတွေးနေလိုက်ဗီဒီယိုတွေစိုက်လို့စကားပြောရင်တတ်မပါဘူးဒီစကားပြောတဲ့ flow ကိုနားမလည်ရဘူး စကားပြောထင်ကုန်ထင်ကုန်ဖြစ်တာကင်မရာဘယ်လိုထားပြီးရိုက်ကြမလဲ lighting ကိုဘယ်လိုချိန်ရမလဲစရတယ်ကြားတယ်ကိုနားမလဲဒါတွေမကသေးဘူးဗီဒီယိုတစ်ပုဒ်ကိုချပြီးတဲ့ချိန်တိုင်း active support တော့ back application ကိုသုံးပြရမလဲဆိုတာတွေအတန်ကိုရောဘယ်လိုနေထားမှာချိန်ရမလဲဆိုတာတွေဒါတွေမသိခဲ့တော့ဗီဒီယိုတစ်ပုဒ်ထွက်လာတိုင်း browser ကိုအမြင်အားမလို့အားမရဖြစ်ခဲ့ရတယ်ဒီလိုအချိန်မျိုးဆိုရင်တော့မှကိုယ့်ရဲ့နောက်ထပ်ကွန်းတန်းတွေကိုဘယ်လိုကောင်းအောင်လဲကြမလဲဆိုတာကိုအမြင် ရန်နေလောက်ဖို့အတွက်ပူစားပြီးခဲ့ဒါကြောင့်ခုအချိန်မှာရန်ကောင်းကြီးမဟုတ်ပင်နဲ့အများစုတရားခံလာရောက်တဲ့ဗီဒီယိုတွေအနည်းလာနိုင်တယ်နောက်ပိုင်းမှာ Facebook ကစီးမင်းတွေ TikTok ကစီးမင်းတွေ YouTube ကစီးမင်းတွေကိုတိလာခဲ့ပြီးတော့ပုံမှန်ထားတဲ့ result ကိုဘလို့ရအောင်ခံရရမယ်ဆိုတာတွေကိုနားလည်လာခဲ့တယ်ကဲမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ရှုပြီးတော့ခုခုရလိုက်မယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ပါပဲဒါပေမဲ့ဗီဒီယိုတွေမှာပြန်တိတ်ဆုံပါဦးမယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ